ငလင်းတန်ခံရတဲ့ဒေတာများအတွက်ရာဇဝတ္ထုခံမှန်းချက်များကိုစတင်လေ့လာ တင်ပြမှာဖြစ်ပါတယ်။လက်ရှိမြမမီဒီယာမှာဖတ်နေတဲ့သတင်းများကလာမဲ့ရက်များအတွင်းမှာဘင်္ဂလားပင်လယ်အတွင်းမှာလေဆံဝဲဖြစ်ပြီးတော့မုန်တိုင်းဖြစ်နေတယ်လို့ပညာရှင်အချို့ရေးသားတာဖတ်ရပါတယ်။ကျွန်တော်ရဲ့အတွေ့အကြုံအရပစိဖိတ်ဒေတာကတွန်းလာတဲ့လေဘူးစီးကြောင်းကြောင့် မုံတိုင်းအဆင့်ဖြစ်ခဲ့လို့ရှိရင်လည်းအားနည်းသွားပြီးတော့မှအိန္ဒိယနိုင်ငံဘက်ကို80ရာခိုင်နှုန်းသွားနိုင်တယ်လို့ခမားနဲ့တော့ကြောင်လို့လက်ရှိအခြေအနေထိတော့စိုးရိမ်စရာ မရှိသေးဘူးလို့ကျွန်တော်ကနဦးအတိပေးလိုပါတယ်ထူးခြားချက်ရှိရင်တော့ကျွန်တော်တို့ချက်ချင်းကိုသက်ထွေးနိုင်မီဒီယာမှာကျွန်တော်တို့သတိပေးထုတ်ပြန်ချက်ထုတ်ပြန်မှာဖြစ်ပါတယ်လောလောဆယ်အရေးကြီးတာကကျွန်တော်တို့ငလင်ဒေသမှာရှိတဲ့လူလူအတွက် မနေ့ပြင်ခုနှစ်ရက်နေ့တင်းတာနေမှာမိုးပင်နေရာတွေရွာမလဲဆိုတာကိုကျွန်တော်တို့လေ့လာမှာဖြစ်ပါတယ်ကြိုတင်ပြင်ဆင်နိုင်မှုအတွက်ပါဂျိုရုကပေးပို့တဲ့တိုင်းတာချက်တွေနဲ့ခုနှစ်ရက်နေ့ကိုကျွန်တော်တို့ခမန်းကြည့်တဲ့အခါမှာခုနှစ်ရက်နေ့မနေ့လေးနိုင်လောက်မှာဆိုရင်ကရင်ပြည်နယ်တောင်နှမ်းပေါ်ကရှိတဲ့လေးကြောက်မလို့ ကောင်းငင်တစ်ခုလုံးရင်ငွေဖွဲ့ပြီးတော့စတင်မိုးရွာလာတာဆိုရင်ဖြူးနဲ့ပကိုးကြားမှာစတင်မိုးရွာနိုင်တယ်လို့ကျွန်တော်တို့ခံမှပါတယ်အဲ့ဒီမိုးရွာသွန်းမှုဟာတဖြည်းဖြည်းနဲ့ကျေပြန့်လာပြီးတော့ပြည်နဲ့ဖြူးနဲ့ကြားထဲမှာမိုးတောက်လျှောက်ရွာသွန်းနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်နောက်တစ်ခါအဲ့ဒီမိုးရွာဟာနောက်ထပ် မနေ့6နာရီအထိဆက်တိုက်ရွာသွန်းသလိုပဲမနေ့9နာရီမှာလည်းဆက်လက်ပြီးတော့ရွာသွန်းရင်းနဲ့ဒီမိုးရွာသွန်းမှုဧရိယာဟာတဖြည်းဖြည်းနဲ့နေပြည်တော်ဘက်ကိုတက်သွားသလိုပဲရှမ်းတောင်လမ်းကလာတဲ့အီအီကြောင့်မလို့မန္တလေးတိုင်းအတွင်းကမန္တလေးခရိုင်မန္တလေးမြို့နယ်အတွင်းမှာသခိုင်းပေါင်ဝင်စတင်ပြီးတော့မိုးကျနိုင်သလိုပဲအချို့နေရာလေးမှာကွက်ပြီးတော့ မိုးများတာကိုကျွန်တော်တို့ဒီမှာဟောပြနေပါတယ်။ဒါကတော့မနေ့9နာရီနေ့ထားမှာမန္တလေးတိုင်း၊စကိုင်းတိုင်းမြို့နယ်အတွင်းဖြစ်ပြီးတော့ဒါကတော့ဖြူးဖြစ်ပါတယ်။ဒါကတော့မနေ့10နာရီအနေထားပါနေပြီးတော့ဖြူး၊ကီမန္တလေးစကိုင်းဒါကတော့နာနဲ့17နာရီအချိန်နှားမှာဆိုလို့ရှိရင်နေပြီးတော့ area တွေကိုဝင်ရောက်ပြီးတော့နေပြီးတော့နဲ့မကွေးကြားမှာလဲစတင်မိုးရွာသွန်းနိုင်မှာလဲမန္တလေးမှာတော့ မိုးရွာသွန်းမှုနေရာကျယ်ပြန့်လာတာတွေ့ရှိရပါတယ်။နေ့လယ်၁၂နာရီအချိန်မှာတော့နေပြည်တော်မှာစပြီးတော့တဲတဲမဲမဲမိုးရွာနိုင်ပြီးတော့ဖြူးနဲ့နေပြည်တော်ရဲ့အရှိတ်ဘက်ချမ်းမှာမိုးတိထန်စွာရွာသွန်းနိုင်တယ်လို့ပဲမန္တလေးမှာဆက်လက်ပြီးတော့မိုးများနေတယ်လို့ပဲရခိုင်ပြည်နယ်အလဲပိုင်းမှာမိုးကျတာတွေ့ရှိနိုင်ပါတယ်။ဒါကတော့နေ့လယ်တနာရီအနေထားပါဆက်လက်ပြီးတော့ရွာနေပါတယ်။ နေ့လယ်နှစ်နာရီနေထားမှာတော့နေပြည်တော်နဲ့ဖြူးကြမှာရှိတာကတော့မိုးပါသွားတယ်ဆိုပေမဲ့လည်းတခိုင်ရုံးမှအရှိပဲချမ်းမှာမိုးများပြီးတော့ AI တိုင်းမှာစပြီးတော့မိုးရွာသွန်းတယ်လို့ပဲမကွေးတိုင်းမှာမိုးပွဲတွေစတင်ကျနိုင်ပါတယ်ဒါကတော့ညနေ၄နာရီအချိန်မှာမန္တလေးသကိုင်းမကွေး AI တိုင်းဖြူးရှိပဲချမ်းဒီအပြာပြတဲ့နေရာတွေမှာမိုးရွာနေတာဖြစ်ပါတယ် ညနေ9:00နာရီအချိန်မှာတော့မန္တလေးတိုင်းရဲ့မန္တလေးမြို့ရဲ့မြောက်ဖက်ချမ်းမိုးကုတ်ဘက်မှာမိုးတော်တော်များများရွာနိုင်နေလို့ပဲ AR တိုင်းမှာမိုးရင်ကျင်းဒသမ6လမတိရွာသုံးနိုင်ပါတယ်အဲ့ဒါကတော့ AR တိုင်းရန်ကုန်တိုင်းအချက်ပိုင်းပဲခူးတိုင်းအနောက်ချမ်းတို့ဖြစ်ပါတယ်ထို့အတူမကွေးတိုင်းထဲမှာလည်းစတင်မိုးရွာသုံးနိုင်တာကိုသတိထားဖို့လိုပါတယ် ဒါတော့ညနေ6နာရီမှာဆက်လက်ပြီးတော့မန္တလေးအထက်ပိုင်းမှာမိုးဆက်ရွာပါတယ်မကွေးတိုင်းရခိုင်ပြည်နယ်အရှိဘက်ချမ်းမိုးရွာသလိုပဲအေရဝီတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းမှာမိုးဆက်ရွာမှာဖြစ်ပါတယ်ဒီနေထားအဲဒီလိုရွာတဲ့မိုးတွေကညနေ7နာရီလောက်မှာတော့မန္တလေးတိုင်းမှာပါသွားတယ်ဆိုပေမဲ့အေရဝီတိုင်းနဲ့ချင်းပြည်နယ်အောက်ဖက်မှာတော့မိုးဆက်ပြီးတော့များနိုင်ပါတယ်အဲ့ဒီမိုးဟာည7နာရီလောက်မှာတော့ ပါသွားပြီးတော့တဖြည်းဖြည်းနဲ့ညော့သွားနိုင်တဲ့အနေထားရှိတဲ့အတွက်ကြောင့်မလို့ငလင်ဒေသမှာနေထိုင်တဲ့မိဘပြည်သူများအနေနဲ့ကြိုတင်ပြင်ဆင်နိုင်ရန်အတွက်ကျွန်တော်တို့အတိပေးတင်ပြပါရယ်မုံတိုင်းနဲ့ပတ်သက်လို့ထူးခြားချက်ရှိရင်လည်းကိုသက်ထွန်းနိုင် YouTube ကနေတစင်းကျွန်တော်တို့အများဆုံးဆက်လက်လေ့လာတင်ပြမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်